刚开了后了的。哦，我做我看看了。干么的？我话我那谁谁没变看了？我我我我拍照，看侬落价呢样的。干嘛的？那大概就是你刚刚才多嘛？怎么的？就大个拍呢，就大个拍呢，只大个。那不都说拍个没得那大路转我不是买了，六万买嘞。干嘛？就办护照咯，没得护照，不是我应该往哪啵？你马上比比一家看卖，刚才看卖，三看卖嘛？只大概判断厂长完了是阿米奇。干嘛？冇了。干嘛的？哎呦！ ဆိုရဲအကောင့်တစ်ခုပဲပြောရမှာဇဘုံကြီးကိုစစ်တပ်ကဖမ်းသွားပါပြီနေ့လေနှစ်နာရီခွဲမှာဖြစ်ပါတယ်ပင်ဦးတွေနေမှာလာရောက်ဖမ်းဆီးတာဖြစ်ပြီးအခုတော့နန်းတွင်းကလေပတိုင်းစစ်ဌာနချုပ်ထဲမှာဇဘုံကြီးတစ်ခေါက်သွားနေများချွတ်နေပြီလားအမှုသုံးမှုနဲ့ဖမ်းဆီးတာဖြစ်ပြီးဟုတ်လားမသိဘူးဟုတ်ပါတယ်အောင်မင်းပါဗျာအော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ရဲ့လို့ပေါ့ ကျွန်တော်အခုကောင်းမင်းဆိုတော့ပြောပါရည်ရနော်ကောင်းမင်းဆိုတော့ပြောပါကျွန်တော်တို့တိကျပို့တော့ဘိုးရောခင်ဗျာထောင်းနေထက်နိုင်နေဟုတ်ရဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုတ်ပါအောင်သူ့အောင်သူထောင်းနေကုန်တာအောင်မင်းနဲ့ပါတိုင်လို့လေလုတ်ပါအောင်အဲ့တော့ကျွန်တော်စိတ်ဝင်စားအောင်ဗျဒီကောင်ခင်ဗျားကိုကျွန်တော်ပြောချင်တာတော့တော့တက်မလို့ဟိုရှစ်တဲ့လူကခဏလုတ်ရတယ်ဒီကခဏတော်တော်ဟိုအနတော်တော်ကိုရဲ့ပြေဗျဟုတ်ဘယ်သူကတက်မလို့ချစ်တာလဲလုတ်ပါအောင်ပြောပါအောင်ခင်ဗျာကိုစောဘိုးကြီးထောက်ပြနေရတယ်ခင်ဗျာမကြောက်လို့ရခင်ဗျာဒီလူလူတွေမှာခင်ဗျာ ဒီလိုလူတို့ခက်ခဲလို့ပြထောက်ပြနေတာလေဗျာတောင်းတော်ရဲ့လိုအပ်ချက်တွေထောက်ပြနေတာလေဗျာတောင်းတော်ချစ်လို့အာအတော်တော်ကြီးကုန်ပြီပါပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာနော်ကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post တွေပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ debate ကြိုက်တဲ့အချိန်လုံးလို့ရတယ် နော်ခမားတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမားကြိုက်တဲ့ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဓမ္မကုံဘလို့ဟောမလဲဘာနေဒီဘေးလို့လို့ရနော်ဒီဘေးလို့လို့ရကျွန်တော်ပြောပြမယ်ဗျာကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်သွားလို့စိတ်မကောင်းစရာတပင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်ရက်ကြားတာ နော်ညနေရချားတာပေါ့အတီးပြုတ်ကျဲဟိုနေဖြစ်နေအခုမီဒီယာတွေမှာတင်းလာဒါကတော့ဇော်ဘုံဟိဖန်းကန်ထီွားပါပြီနော်ဘုံဘုံကိုဇော်ဘုံဟိမှာနော်ကိုဇော်ဘုံဟိတောင်းမဲ့ကျွန်တော်ဒီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့လို့အဲစေစာပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေကခဏခဏဆက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြီးဖြည့်ရှင်းမိတာဖြစ်ပါတယ်ကိုဇော်ဘုံဟိဖန်းကန်လာမှာဖန်းကန်လာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်တိုးတော့လည်းပဲအဲ ဆက်သွယ်မှုဧရိယာပြေပွားသောဖြစ်နေပါတယ်เนาะเนาะကျွန်တော်တို့အပွင့်လေးပြောအမှန်လေတက်မော်ကြီးတဲ့လူဒီလောက်စောကားနေလူမခန်းနေတော့ကျွန်တော်တို့အနေနဲ့အဲဒီတော့ကတော့တကယ်အမှုအမများဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူတို့လူသူခံရတာဘူးမှန်လာလို့တာမဟုတ်ဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘေးလို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါသေးလူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့เนาะကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ စစ်တပ်အရာရှိကြီးများကိုဆဲဆိုခဲ့လို့စစ်လော်ပြီးဇော်ဘုံဟိန်ကိုစစ်ကောင်စီကဖမ်းဆီးစစ်တပ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့စစ်လော်ပြီးဇော်ဘုံဟိန်ကိုစစ်ကောင်စီကမနေ့ကဇွန်လ၂ရက်နေ့မှာဖမ်းဆီးလိုက်ပြီလို့သတင်းတွေထွက်ပေါ်နေပါတယ်သူကိုဆက်သွယ်ရေးဥပဒေတင့်မောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကာယောင်းဝယ်မှုတွေနဲ့စစ်ကောင်စီကပြန်လည်ဖမ်းဆီးလိုက်ပြီလို့သတင်းထွက်နေကြောင်းပြင်ဦးလွင်တက်နယ်သတင်းအရင်းအမြစ်ကမျိုးတော်ကိုပြောပါတယ် မနေ့ကဇွန်လ2ရက်နေ့မိုးလွယ်တနာကြီးကျော်အချိန်မှာသူနေထိုင်တဲ့အိမ်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်းစစ်တပ်အရာရှိကြီးများကဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာဆက်သွယ်ရေးဥပဒေပုံမှ66ခါနဲ့မပတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကအမှုဖွင့်ခဲ့တာဖြစ်ကြောင်းမီဒီယာအချို့ကဖော်ပြနေကြပါတယ်။ စော်ဘုံဟိဖန်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးဆွေတော်ကိုမေးမြန်းတဲ့အခါဟုတ်ဖို့များပါတယ်စစ်မှုထမ်းဟောင်းရာရှိကြီးအချို့ကအစားဒီလောက်မှရိုင်းနေတဲ့စော်ဘုံဟိကိုဘာလို့လွတ်ပေးထားတာလဲလို့ဒီရက်ပိုင်းမှာမေးလာကြတာရှိတယ်နောက်ပြီးသူလုပ်တဲ့တင့်မောင်ခိုလုပ်ငန်းတွေကိုလည်းဖော်လာတာရှိတယ်မဖမ်းရင်တက်တွင်းစီလုံးညီညွတ်ရေးထိခိုက်လာမယ်ဆိုတာမျိုးအထိဝေဖန်တာတွေလည်းရှိနေတော့ဖမ်းခံရတာဖြစ်နိုင်ပါတယ်လို့ မြို့တော်ကိုပြောပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့မေလအတွင်းကလည်းမိထီလာပြည်သူစစ်ကောင်ဆောင်ဖြစ်သူအုတ်ခွဲတက်ချက်ကြီးအငိမ့်စားစော်ယူထုံးကိုဖမ်းဆီးခဲ့တာကြောင့်စက်တူသားပြန်စားနေပြီလားလို့မေးခွန်းထုတ်တာတွေလည်းရှိပါတယ်တဲ့ post ခင်ဗျာကျွန်တော်တို့ထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျာနဲ့ဒီပဲကြိုက်တဲ့ချိန်လုံးလို့ရတယ်နော်ခင်ဗျာတဲ့ရောလည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆို အဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုရဲ post ကိုခဏတက်တက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာလည်းကျွန်တော်ဒါမှမဟုတ်ဘလို့ဟောမလဲ online debate လုပ်လို့ရတယ်နော် debate လုပ်လို့ရကျွန်တော်ပြောပြမယ်ဗျာတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကြိုင်တုတ်နေတယ်တောက်တုတ်နေလို့မရအောင်ဒါကျွန်တော်ပြောချင်တာအဲ့ဒါလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ဖွဲ့တည်းမှာရွေးစစ်တိုက်နေတာမဟုတ်နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လေးကိုဒီလိုဆဲနေရလဲရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလန်းကျောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေသူကရှမ်းမြောက်မှာတက်မတော်နိုင်နေကြတာမဟုတ်မောင်ခိုလန်းကျောင်းပွင့်နေကြတာ တော်လူပြောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောဘူးခဏလုံးတည်အောင်တွေ့လိုက်မယ်တကယ်သာ तू ဟာဟုတ်လား तू ပြောလို့ तू ဟာစိတ်ကောင်းရှိပါတယ်ဟုတ်လား तू ဟာဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို line ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံတွေပါတီယုံကြီးတခုတွေကနေပြီးတော့အဲ့ယုံတွေကကျွန်တော်မထွက်ရင် ပါတီအိုက်ပါတီတော့မဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့သူကဒီဘက်မှာကြတော့ပန်းလူသူရေအာသူ့လောက်လူတွေကိုချစ်တာတို့သူကလူတွေကိုဘယ်လိုတနာတတ်တာတို့တော့ကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်နေပြောကျွန်တော်တို့ကတရင်သမားတရင်မဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်နေပြောပြရမှန်တယ်သူလည်းကျွန်တော်လည်းရာပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလူပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အဆင့်အထိကျွန်တော်ရောက်ဘူးရေဒါပေမဲ့သူမိမဘာဖြစ်တယ်သူမိမဘာဖြစ်တယ်ဟုတ်လားသူဘလို့ဖြစ်တယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်မိမအကြောင်းအနေနဲ့သူလျှောက်ပြောတယ်မောင်းကောင်းကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မလို့ဖြစ်တယ်ဆိုတာတက်မလို့ဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ် တက်မလို့မှာပွင့်နေပြောရရင်မတရမတရားသားရည်နဲ့ဖွဲ့စည်းထားတာနော်မတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဖို့လူတွေဗျာနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျာနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ကြိုးစားပန်းကလုပ်နေရတဲ့အခြေကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မလို့ကသူ့လာဖားတာဘယ်မှမလဲဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါခဏဖားဖားကြည့်ပါကျွန်တော်တို့ကကြတော့ဘောမလေးလို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းတို့မှမပါဘူးဘောမလေးမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာ တခြားလူတွေနဲ့အမြင်မတူတာရှိရှိနေကျွန်တော်ပြောချင်တာအမြင်မတူတာရှိအမြင်မတူခြင်းမတူခြင်းပဲနော်အဲ့ဒါကဘောမှာတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲကျွန်တော်ပြောချင်တာနော်ကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေထားမှာသူကြောက်တကယ်ယုံနေတာအဲ့ကြောက်တကယ်ယုံကြနေတာကလည်းဘယ်သူတော့မှမဟုတ်တက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ် တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောက်သူထောင်ဝင်းဝင်ဘောက်လို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူပြောက်ကျွန်တော်အဲ့လိုလေခေါင်းလည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးလည်းဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်အဲ့ဒါတော့လေကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမျိုးဘုကြောက်ကလည်းပြောတဲ့စကားနော်တက်မလို့ချစ်တတ်ဖို့လူတယ်ဆိုတာအချိန်လုံးကလေဘုကြောက်ကလည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လုံးနဲ့ယူအင်္ဂလိပ်နဲ့ပေါင်းပြီးလို့ဆိုဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောလက်ရှိမှာလက်ရှိတက်မလို့အကြီးကြီးတွေကလေသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းကြီးရေရှိကောင်းသားရဲ့အတွက်သူတို့ တော့အဲ့မှာသူတို့တက်ထားတဲ့ပြင်ဆိုင်သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်เนาะကျွန်တော်ပြောချင်တာတစ်ကဘိုးချုပ်အောင်ဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်နေဂျပန်ကိုတိုက်ဒါတဲ့သူဂျပန်နဲ့လည်းပေါင်းနေအင်္ဂလိပ်နဲ့လည်းပေါင်းနေတစ်ကတိုင်းပြည်လွတ်တဲ့အရာကိုအဓိကအခုလက်ရှိတက်မတော်အခြေအနေကြီးဆိုတာလေဟဲ့လားဒီကလာဒီ MND နဲ့ညှိတယ်နားရှိဘူးလားဒီတစ်ဖက်ဒီတစ်ချက်မပေါ့ဘူးပဲပြန်ယူတယ်မဟုတ် AA ဆိုလို့ရှိရင်လည်းဒီလိုပဲ AA ကပြီးလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံသတိနဲ့ရောက်နေမှာသူတို့ရှိမှအဲ့ဒီမှာရှိမှချက်က မြန်မာနိုင်ငံဒီမိုကရေစီရောက်ရမယ်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေတော့သုံးသက်တယ်အဲ့အတွက်ကိုကျွန်တော်ရဲ့စန့်ကျင်ဘက်ကသုံးသက်ခြင်းသုံးသက်လို့ရတယ် ဒါပေမဲ့တခုတော့ရှိတယ်ဟလာကျွန်တော်အမတွေအမတွေဟလာခါတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြမလို့ဘူးလေနော်နောက်ပြတ်တော့အကြီးကြီးယူနေငါနဲ့ဆဲမှုဝေဖန်မလို့ခင်ဗျမဝေဖန်တဲ့ရင်ခင်ဗျတို့လိုပြောမဝေဖန်တဲ့လိုပြောမဝေဖန်တဲ့မဝေဖန်တဲ့လိုပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်တဲ့လိုပြောအမှန်နဲ့တို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုလည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်တော့ကျွန်တော်လက်မခံဘူးငါနဲ့ကြိုက်တော့လက်မခံဘူးခင်ဗျကျွန်တော်ပြောပြမယ်ဝေးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မတော်အကြီးကြီးယူဆိုတာဟလာအဲ့ပခုံးတော်အပွင့်တွေကနော် လမ်းမရဝေလာတာမဟုတ်ဘူးကြသူတို့ပေါ့သူတို့လားဘူကြီးဘူမှုသူအဆင့်ဆင့်ဆင့်ခဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောမှမသိလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်ဟုတ်ခင်ဗျဘလို့အပြစ်တန်ခံရမလဲဆိုတော့နော်ကျွန်တော်တို့ကပွင့်နေပြီးတော့အမှန်တည်းတက်မော်ကြီးကလေးကိုဒီလောက်ဆော့ကားနေလို့မဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တော့ကတော့ တကယ်အားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောဆိုဖမ်းပါဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပါဗျာသူ့လူလူသူခံရတာဘူးမှန်လာလို့တာမဟုတ်ဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘေးလို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုလူကကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ မင်္ဂလာပါဗျာပိုင်ရကိုပြန်လာမြန်ပိုင်ရကိုတန်းကြောင်းအားလုံးပြန်ဆင်ကြပါစေဗျာအခုကကွန်ဖွန်ကွန်ဆော်ဖွန်ရေးမှာနော်ကွန်ဆော်ဖွန်ရေးတောင်းမဲ့ကျွန်တော်ဒီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့လို့အဲစဉ်းစားပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းကခဏခဏချက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြောဖြေရှင်းပေးတာဖြစ်ပါတယ်ကွန်ဆော်ဖွန်ရေးဖန်ခံတာမှာဖန်ခံတာတော့ကျွန်တော်မသိပါဘူးကျွန်တော်အာမသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်တိုးတော်လည်းပဲအဲဆက်တော့ဧရိယာပြေပါတော့ဖြစ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်နဲ့ ကိုဇော်ဘုံရလီလာလောက်တော့ရှိပြီဗျအဆက်သွယ်တော့မရှိတာပြီးခဲ့တဲ့ရက်ကအမျိုးသမီးတယောက်ကတရားစွဲတယ်ဆိုတဲ့အမျိုးရှိတော့အခုတောင်းတော့အဲ့ဒါဟုတ်လားအဲ့တစ်ချက်လေးတော့ကျွန်တော်မေးဘူးတဲ့အဲ့နောက်ပိုင်းတော့ကျွန်တော်တို့ဖုန်းဆက်လို့မရှိဒါမဲ့ကျွန်တော်အခုပြန်ဆက်တီးပေးလိုက်တဲ့ခါကျတော့ဒါဖုန်းကင်တာဖုန်းကဆက်တယ်မို့ပြန်ပါလေဖြစ်နေတာမျိုးရှိတယ်နော်အဲ့ဒါလေးတော့တရေဟုတ်လားမဟုတ်လားမေးကျွန်တော်အဲ့မှာကိုတီတို့ကိုသွားပြီးတော့တွေ့လိုက်တယ်အဲအဲ့ဒီဟိုသူတို့တရေပြောနေတာလေအဲ့ဒီမှာကဲပြည်သူတွေဆဲမဲ့လူတယောက်ယောက်ပါလို့စိတ်မကောင်းစရာတရေလေးပြောပြတယ်အဲ့ဒါကတော့မနေ့ရက်ကကြားတာနော်ညရက်ကကြားတာပေါ့အတီးပြည့်ချက်မနေ့ဖြစ်နေအခုမီဒီယာတွေမှာတင်းလာတာ ဒါကတော့ဇော်ဘုံဟိဖန်းတာထိပါပါပြီเนาะကျွန်တော်ပြောရမှာဟိုရကပဲကျွန်တော်တင်လိုက်သေးတယ်ဇော်ဘုံဟိရဲ့ပါဝါကနည်းတဲ့ပါဝါမဟုတ်ဘူးလို့ဘုံမှုတွေဘုံမှုချုပ်တွေတိုင်းမှုတွေကငါနဲ့တောက်လို့ရတဲ့အစင်းလို့ဘာဖြစ်လို့တင်လာလဲတိလာခင်ဗျားတို့အားပေးနေတဲ့စစ်တပ်ဘက်မှာအဲ့လိုပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူးတရားမျှတမှုဆိုတော့လုံးဝမရှိတဲ့အရာတော်လှန်နေကြတဲ့လူတွေကစောက်ယူနာပေးနေမဟုတ်ဘူးတိလာလူပီတာတဲ့ကောင်တွေဆိုရင်ဘယ်သူမှအခြေကောင်ကြီးတော်မလှန်ဘူးဘဝတွေအပြက်ခံပြီးတော်မလှန်ဘူးနော်လူစိတ်ကြောက်နေတဲ့ကောင်တွေနဲ့တိလို့တော်လှန်နေကြတာ ဒါကိုမင်းတို့စစ်တပ် lobby တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဇော်ဘောကြီးကမကြဘူးလို့ငါပြောနေတုံးရှိသေးတယ်အခုတော့ထိပြီမဲတယ်အားရတယ်ကျင်တတ်တယ်သိလား တော့မင်းတို့တွေစက်ထောက်ခံကြမင်းတို့ထောက်ခံတဲ့အတိုင်းဝိုင်းဆိုတာလူစိတ်ပေါက်နေတဲ့ကောင်းဒီလားတလိဆန်စိတ်ပေါက်နေတဲ့ကောင်းဒီလားဆိုတော့မင်းတို့ကိုယ်တိုင်ခံစားတိမှတိလိမ့်မယ်။ပြရလို့ပြောလိုက်မယ်။သွားပြီးတွေးလိုက်တယ်ဆိုတော့လူချင်းသွားပြီးတွေးလိုက်တယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးနော်။ကျွန်တော်အဲ့ဒီဟိုဒီကကျွန်တော်က line လုံးတဲ့ခါကျတော့လူမျိုးတုံးတဲ့ခါကျတော့ဖုန်းထဲမှာပဲကျွန်တော်ကကြည့်ပြီးပြောကြတဲ့စကားဖြစ်ပါတယ်။တချို့ကျွန်တော်ကတကယ်လို့အိမ်မှာသွားပြီးတွေးလိုက်တယ်လို့လူချင်းသွားတွေးလိုက်တယ်လို့ဒါမျိုးဆိုတော့လူချင်းအပြင်မှာသွားတွေ့တာပါ။အာကျွန်တော်တို့အဲ့ကိုစိုးဘလူလဲကိုငယ်စီလားသူ့စီကိုကျွန်တော်သွားပြီးတော့လူချင်းသွားတွေ့ပြီးတော့ကျွန်တော်မေးကြည့်ပါတယ်ဆိုတော့ဒါကျွန်တော်လူချင်းသွားတွေ့တာ။ဒါကျွန်တော်တစ်ဆောင်တော့ပြောလိုက်တဲ့စကားကျွန်တော်ကိုငယ်စီလားသွားတွေ့လိုက်လို့ဒါကျွန်တော်သိလိုက်တယ်ဆိုတော့သွားတွေ့တာလူချင်းသွားတွေ့တာလို့ ို့ပြောမှာနော်လူချင်းဆိုတာရှိသေးတယ်မြန်မာနိုင်မြန်မာစကားရမှာအဲ့ဒါလေးတော့နည်းနည်းဟိုနားလည်ပေးဖို့လိုပါတယ်အဲ့ဒါကျွန်တော်ခုငတိနဲ့လူချင်းဆိုတာတွေ့တယ်ဆိုခေါ်ပါအကျမ်းဖက်နဲ့အဲပေါင်းပြီးတော့ဟိုထပ်ပြီးတရားစွဲခံရမှာဆိုလို့နော်အဲ့ဒါမျိုးလေးတော့ပြောချင်ပါတယ်နောက်တစ်ခုကျွန်တော် comment ကိုဝင်ရေးတာရှိပါတယ်အဲ့ဒါခုငတိရဲ့ပြောနေတဲ့ဟာလေးတော့တစ်ချက်နားထောင်ကြည့်လိုက်ပါဦးနော်ရှိပြီးတော့ပြန်ထွက်လာလို့ရရင်နော်ကံကောင်းတယ်နှစ်ပါ နော်ကံအကောင်းဆုံးကတော့ဟိပြီးပြန်ထွက်လာရဲ့ဒါပေမဲ့ဒီတစ်ခါတော့ဟိဖို့မလွယ်ဘူးဒါပေမဲ့တစ်ခုရှိတာကဇော်ဘုံဟင်းကခွနိကပြောသူသူပြောခဲ့တဲ့အရာတွေအားလုံးကိုတစ်ဖြည်းဖြည်းနဲ့တစ်ဖက်ကစုထားတဲ့ပုံစံမျိုးအဲ့ဒီမိုးမိုးခိုင်ဆိုတာကရှင်းရှင်းပြောရရင်တော့သူတို့စစ်တပ်အတိုင်းဝဲမှာဇော်ဘုံဟင်းနဲ့မိုးမိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့သူတို့ဘောမှထောက်ခံမှုအားပိုကောင်းတာကဇော်ဘုံဟင်းကအားပိုကောင်းတယ်နော်ဇော်ဘုံဟင်းကမိုးမိုးခိုင်နဲ့စာရင်လက်တွေ့ချက်ကြတယ်လှုပ်တယ်အဲ့ဒီအတွက်သူတို့စစ်တပ်အတိုင်းဝဲမှာဇော်ဘုံဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုပ်ပို့လို့ဒါပေမဲ့ပြောဆိုတဲ့နေရာမှာခွနိကပြောသူတို့ပေါ့သူတို့စိတ်ထဲမှာတကယ်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့သူတို့ သူတို့ခေါင်းဆောင်တွေကိုသူတို့တွားပြီးတော့တွားပြောတော့ဘယ်ရမလဲအဲစစ်ခေါင်းဆောင်တွေအဲ့လိုလူစိတ်ရှိမှပဲတော်လန်ရေးဆိုတာဒီနိုင်ငံမှာမပေါ်လာဘူးဟဲ့မလို့ဒီလားဒီလားတော်လန်နေတဲ့လူတွေကဘဝတွေအတက်ခံအတက်တွေစည်းပြီးတော့တော်လန်နေဆိုတာစောက်ယူနေမဟုတ်ဘူးလေမင်းတို့လိုပဲအောင်းအောင်ရှိတယ်တွေးကြတယ်လေနော်အဲ့လိုတွေးကတွေးတော့စင်ကျင်တတ်တဲ့လူတွေတော့မှဘဝအပြက်ခံအသက်တွေရင်းပြီးတော်လန်နေတယ်ဆိုတာမင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေကဘလောက်ထိလူစိတ်မဲ့နေတဲ့ကောင်တွေလဲဒီတိုင်းပြည်အတွက်အန္တရာယ်ဘလောက်ကြီးလဲဆိုတာကိုတိလို့တော်လန်ကြတာလေဒါကိုမင်းတို့ကလုတ်ပိုင်ခွင့်နေကြတယ်အကျိုးမြတ်လေးရယုံတဲ့နော်အာငါတို့ဘဘကြီးငါတို့ တက်မတော်ကွာဆိုတဲ့ဟာမျိုးနဲ့တွားပြီးတော့ကြားတယ်ကိုအတက်တွင်းနဲ့လှုပ်ရက်ကိုမင်းတို့တွေလှုပ်ကြတာအဲ့တော့ဝင်းဆိုတာမော်တာမလို့ဘူးအော်တိုလဲတယ်နော်ဟိုကောင်ဖမ်းဖို့ဒီကောင်ဖမ်းဖို့ဟိုတွန်လိုင်းတမဘာဖြစ်လဲပြောခဲ့တဲ့ကောင်ကြီးအတွေ့အချိန်မတန်ခင်တော့မှအော်တိုလဲလာပြီနော်အချိန်တန်တဲ့တနေ့ကျရင်ခံနိုင်ရှိအောင်ပြောစားအခုဇော်ဘုန်းလေးကညှိပြီးတော့ပြန်ထွက်လာလို့ရရင်ကံကောင်းတယ်မှန်အများစုခံမှန်းနေကြတယ်လုံးဝညှိဖို့မလွယ်ဘူးလို့ကြားပြရတယ်နော်ကြားပြရတယ်ဘယ်လိုပဲဖြစ်ဖြစ်ဦးကြော်ဆိုးဦးဆိုလဲဘာမှမဟုတ်ဘူးနော်အခုဒီကောင်ကြီးတော့ဒလောက်တောင်ပိုးဆိုးပတ်ဆက်ဘောမှ နော်သူတို့ရှင်းပြောရင်သူတို့အသက်နဲ့ရင်းပြီးတော့ဒီစစ်တပ်ကိုပေါ်မှာနော်အကောင်းတော့လားတိုင်းပြည်လုံးတစ်ကမ္ဘာလုံးအစဲဆိုခံချင်းချောက်ခံနော်ပြီးလို့ရှိရင်ဗမာတို့နဲ့တွေ့ရတင်းကြိုင်ဓာမဆိုင်သူတို့ချိန်ပြီးတော့အသက်နဲ့ရင်းပြီးတော့ပေါ်မှာတဲ့ဒူတွေတောင်မှစကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမားတို့ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့်ကျော်စိုးစုံဘယ်နှခါရှိပြီလဲဟမ်ကျော်စိုးကလည်းယုံကြည်မှုနဲ့နေစစ်ကောင်စီအနေနဲ့ဒါပေမဲ့ဒါကြောင့်မလို့ကျော်စိုးကလည်းအသေးလေးပြန်ပြီးတော့ရရပလွေလိုက်ဆောက်ရတာနော်အခုဇော်ဝင်းလေးတို့တို့ပဲအာမင်းအမိုင်ကိုငန်းတဲ့သမီးလေးက ဘိုးကြီးလေပြုတ်မန်သူတူလိုက်မှာလောက်တယ်အခုဘိုးကြီးကလေပြုတ်ဟုတ်လားမင်းတို့နေအဲ့လားပြောတာကွာနော်ဒီတတ်မတော်တတ်မတော်ဆိုတာငါတို့ပြည်သူတွေကလုံးဝတတ်မတော်ဖြစ်ပါလေနော်ကိုတိုင်းပြည်အတွက်တတ်မတော်ပဲလိုချင်တာပေါ့နော်သူများနိုင်ငံစစ်သားနေနဲ့ရှင်လိုက်လို့ရှိရင်ကိုတိုင်းပြည်ရဲ့တတ်မတော်ဟာကိုတိုင်းပြည်ရဲ့တတ်မတော်ဓာတ်တွေဟာတကက်စတန်ဒတ်ရှိတဲ့စတန်ဒတ်အာမီဖြစ်ရှင်တာပေါ့ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလက်အောက်မှာစတန်ဒတ်အာမီဖြစ်လို့မရတယ်လို့တိုင်းပြည်တစ်ခုအတွက်ဂွန်လူစီယာတတ်မတော်ဖြစ်မလာဘူးဆိုတော့ပြီလို့တော်လန်နေကြတာလေစစ်တပ်ကိုပျောက်တော့အောင်စစ်တပ်ပြိုလဲအောင်တော်လန်တာမဟုတ်ဘူး ဒါကိုမင်းတို့တွေကလောက်ပိုင်ခွင့်လေနည်းနည်းရတဲ့အရာနဲ့မင်းတို့တွေပြောချင်တိုင်းပြောတယ်လှုပ်ချင်တိုင်းလှုပ်တယ်နော်အဲ့တော့ကိုယ်လက်ထက်ရောက်ရင်ခံနိုင်ရှိအောင်ကြိုးစားကြပါဦးဟုတ်တယ်နော်အခုဇော်ပေါင်းကြီးဆိုတာမိုးနေရပဲပုတ်နေနေသေးတယ်အာဒီဗမော်အတွက်လားမသိဘူးအဝိအစားတွေလားဘာလားမသိဘူးပြီးရင်ရိတ်ခါတွေအသေးအလဲထောက်ရှောက်လောက်တာနော်အဲ့လိုလှုပ်တဲ့လူတော့မရဘူးစဉ်းစားကြည့်အဲ့မင်းတို့ထောက်ခံတင်နေလားမထောက်ခံတင်ဘူးလားဆိုတာမင်းတို့စားနေတဲ့ခမင်းကိုထောက်ရှုတော့အားဖြင့်ဘုံတော်ထဲကလူတို့အတိအကျတွေးပြီးစဉ်းစားကြဖို့အချိန်တန်တယ် ဒီရဲ့အပြောင်းလဲကိုတတိုင်းညီလုံးလက်ခံလိုက်မယ်ဆိုလို့ရှိရင်စစ်တပ်ဟာစစ်တပ်နေရာမှာနေရမယ်ဒီလိုမျိုးအာဏာအလွဲတုံးစားလုပ်တဲ့စစ်ဘုံရုပ်တရားငါတို့အရေးယူရမယ်ငါတို့တိုင်းပြည်ကိုတတ်မတော်ဆိုတာရှိရမယ်အဲ့ဒီတတ်မတော်ကအခုဇော်ဝဟင်းလို့တတိုင်းပြည်လုံးထောက်ခံရမယ်ဒါပေမဲ့မှားရင်မှားတယ်လို့ပြည်သူကပြောနိုင်တယ်အဲ့ဒီတတ်မတော်ကလက်ခံနိုင်ရမယ်အဲ့လိုတတ်မတော်မျိုးမင်းတို့ကမလိုချင်ဘူးငါတို့လည်းလိုချင်တယ်ဒါပေမဲ့အဲ့လိုတတ်မတော်မျိုးလိုချင်ဖို့အတွက်လက်ရှိစောင့်ကျင့်ပါနေတဲ့ခေါင်းယိုးကျိုးနေတဲ့ဒီခွေးစိတ်ပေါက်နေတဲ့စစ်ဘုံရုပ်တရားငါတို့နိုင်အောင်အရေးယူမှရမယ်အဲ့ကောင်တွေကိုအစွဲချိုးနိုင်မှငါတို့လိုချင်တဲ့တတ်မတော်ဖြစ်မှာ အဲ့ကောင်တွေကိုအစွမ်းမချိုးမဲနဲ့မင်းတို့ပြောချင်တဲ့တွားပြောတော့မင်းတို့စကားလေးတစ်လုံးမှားတော့မမရအောင်အခုပြကြည့်ဇော်ဘုံဟိလိုကောင်မျိုးကိုဖမ်းတယ်ဆိုရင်စစ်တပ်မှာနောက်ထပ်မျက်နှာထောက်မဲ့လူစစ်တပ်ထောက်ခံတဲ့လူတွေမှမရှိတော့ဘူးလာရှင်းပြပြောတာဇော်ဘုံဟိန်းလောက်ဒီစစ်တပ်တွေအသက်ပေးပြီးအလုပ်လုပ်တာမရှိဘူးလော်တာမရှိဘူးဖန်ခါရတာဟုတ်လားဗျာဟောဘယ်လိုဝေးဖန်ခါရတာတမပါဗျာဟိုပါဗောနည်းစစ်စေးပေးပြန်ခါရတာဟိုပါဗောဇော်ဘုံဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမပါအဲ့နဲ့ဘာလဲဆိုတော့ ်တန်ကောင်းနဲ့ပြောအောင်ပါတမပါဗျာစစ်တပ်ကဖမ်းတယ်စစ်တပ်ကဖမ်းတယ်စစ်တပ်ကဘာလို့လဲဆိုတော့တစ်ခါမတင်တော့တိုက်ပြီးရှင်းတော့ဥပဒေမှာတော့လောရပါမယ်တမပါဗျာသူဘာမှုရောတော့မတီးလို့ဒါကိုသောခွင့်ကန်ကောင်းတာပေါ့အပြင်မှာဆိုရင်ပြီးစီရီယက်ကဖမ်းသွားရင်ခေါင်းဆက်ခံရမယ်အတက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ထောင်ကျောင်းမှာလည်းတော့ဘာမှမရှိဘူးတမမဟုတ်လားတမပါဗျာအဲ့တော့ဆိုရဲကအကောင့်တစ်ခုပဲပြောရပါအဲ့ဒီတော့လေရေရက်ရှိတာတုံးတက်ပါလေဒီမှာသူကအဲ့ဒီအဲ့လိုဆဲဆူမိတာလေးများလာတယ် ြောလို့ကြတော့ဒီလိုအူကြီးကိုတုံးတက်တာကိုမှန်ပါဗျာအဲ့တော့ဘာဆိုတော့စိတ်ကောင်းစိတ်မကောင်းရင်ကလွဲလို့ပေါ့ဒါနဲ့ကုသိုလ်ဘုန်းကြီးကအဆိုးတဲ့ကဟိုဟိုအဆိုးတဲ့အကောင့်နဲ့တွေ့မကန်ကောင်းနဲ့ပြောရမှာမှန်ပါဗျာစစ်တပ်ကခိုင်းရင်စစ်တပ်ကဆောင်လိုက်ချမှာမှန်ပါဗျာ PDF ကခိုင်းရင်ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့ဆိုတော့ဒီ PDF အန်လီရဲကတော့ပြေးဝေးပါတာပေါ့ကျွန်တော်မဟုတ်လားကျွန်တော်ဆန်တဲ့လူတွေတရော်တို့ကိုယ်ကတန်းတဲ့ကုသိုလ်ဘုန်းကြီးတို့မှတစ်ပြေးဦးတို့တော်တော်များများရှိရဲ့တမတော်ဝိုင်းရထောက်ခိုင်းမှုကုသိုလ်မျိုးမင်းတို့အများကြီးရှိရဲ့ ဟိုနောင်တော်လေးဟိုဟိုဟိုအောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနံရမစပိုက်တာစုလို့ဟိုတော်မိုးလို့အများကြီးရှိတယ်လူတွေဆိုလို့ရှိရင်အပြင်သွားရင်မလုံဘူးလေဒီရဲ့အန်ဒီရဲ့ကြောက်ရမှာအဲ့တော့ကိုတော်ဖုန်းရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရလေထောင်ထဲမှာတော့ဥစဉ်လဲနေခဲ့တယ်မြို့လဲနေခဲ့တာပဲမဟုတ်လားတမပါဗျာထောင်ထဲမှာတော့ဥစဉ်စောင်းလေးခိုင်းလိုက်ဟုတ်လားတမပါမနေ့ဆန်ကျော်လေးတော့လည်းထောင်ကနာပုံမှန်လာလို့ရှိရင်ကောင်းအောင်ဝင်သွားလို့ရတယ်အနေသားလို့တမပါဆိုတော့ဥစဉ်စောင်းထောင်ထဲမှာတော့အစီအစဉ်တက်မှရေး အသက်ရှည်ပုံပြမှာအသက်ရှည်သွားတာပေါ့တမပါဗျာအသက်ရှည်ကြောင့်နီလန်ကောင်းနေခေါင်းထဲမှာလုတ်ပေါ့တမပါဗျာဒါလည်းမတိကြသေးပါဘူးဘော်ယူစစ်စစ်မင်းများတဲ့အဆင့်နဲ့ရှည်ရဲလို့ပြီးတော့အတားလာတမပါဗျာပုံမှန်လေးဗာပုံမှန်လေးပုံမှန်လေးမဆွဲမချင်းရတော့တပြိုလို့နေရောလို့ရတယ်ဟုတ်လားတမပါဗျာအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဦးစင်နော်တမပါဦးစစ်စစ်မင်းများလာတော့တပြိုလို့ ဒါတစ်ဆင့်ကြရတယ်ဒီမှာကျွန်တော်တို့တွေကတိုင်းပြည်ကိုအတက်ကိုဘဝတွေရောရင်းနေပြီးတော့ပြီးတယ်ဆိုတာကဒါရှင်းရှင်းပြောလို့ချင်းတိုင်းပြည်မှာအေးကြစေခြင်းနဲ့အတက်အောင်ညှို့စေခြင်းနဲ့အောင်းချေမှာအာလောက်ဆောင်နေတဲ့ဟာတွေဟာအားလုံးကိုအဲတကယ်တက်မှတ်နိုင်အောင်လို့နော်ဒါအတက်ကိုလည်းသိအောင်လို့ပြောခြင်းနဲ့တက်ဆင့်တဲ့ဆင့်အာနာတွေပါပါလေးစားနေတဲ့ခါကြတော့အဲဒါမျိုးတွေကိုဟိုအတက်ကိုထင်ပြပေးတဲ့ခါကြတော့အဲအနာရှိတဲ့သူတွေကဘာဖြစ်လာမလဲဆိုတော့ပြဿနာပေါင်းစုံရှာလာတာမျိုးတော့တွေ့ရတယ်ရှိတယ်နော်ဒါမဲ့ဒါကတော့ကျွန်တော်တို့မပြောဘူး तू ကသူ့လိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်ကိုစားဘုန်းကြီးလိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်နော်အဲ့ဒါလေးကတော့ကျွန်တော်ပြောခြင်းနဲ့အဲကျွန်တော်အဲဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်ဒီ comment တကွာဇော်ဘုန်းကြီးကြာ င်ကြပြီဆိုတာမဲ့ဟာတာပဲလို့ပြောလို့ကျွန်တော်တော့ဘယ်သူမှပြန်ပြန်အငင်းခုံမရှိပါဘူးအဲဟာတာပဲလို့ပြောလို့တကယ်ကြရင်ကြပါပြီဒါဘာဖြစ်လို့လဲဆိုတော့အဲဒီကျွန်တော်ဆက်ဆက်ပြောလို့ပေါ့ဟုတ်လားအဲ့ဒီ file နဲ့ကြည့်လိုက်ပါနော်အဲ့တော့လူမျိုးတော့မှစကားလေးတစ်လုံးမှားတာကိုဖမ်းတယ်ဆိုရင်ဟဲ့ဒီစစ်တပ်အတွက်နောက်ထပ်ထောက်ရှုစရာစစ်တပ်ထောက်ခံသူဆိုတာမရှိတော့ငါပြောတာမင်းတို့လက်ခံတာနော်အဲ့တော့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းနေလဲစဉ်းစားပြီးတော့မင်းတို့အားပေးနေတဲ့အရာဒီကြားတယ်ကိုမင်းတို့အတက်တွင်းနေတာဖြစ်တဲ့အတွက်မင်းမင်းတို့ထင်တာကဒီကြားကိုအတက်တွင်းပြီးတော့ငါတို့ကိုတိုက်ခိုင်းမယ်လို့မင်းတို့ထင်တာ ဒါပေမဲ့ကြားဆိုတဲ့ကောင်မျိုးကနောက်မှသာငါတို့အတိုင်းပါအနီးနားမှာရှိတဲ့မင်းတို့အရင်စားဇင်းသားကြီးနော်တော်စောဦးမတ်ပုတုတဇင်ဦးနော်ငပအရေချုံပေါ့မင်းတို့နေအပင်လဲလောနေတာဒါပြည်တွင်းမှာရှိတဲ့ဟာနေနော်အခုပြည်ပမှာရှိတဲ့ဆိုကိုမောင်တို့ဘာလို့ဆိုရင်ဖတ်ပြောတဲ့အနေထားလေးဖြစ်လာမရဘူးလေလူလူရဝင်အောင်လုပ်လို့မရဘူးဒီစစ်ဘုံချုပ်တွေကိုဒီစစ်ဘုံချုပ်တွေလက်ရှိစစ်တပ်ကိုဦးဆောင်နေတွေ့အဲ့ဒီစစ်တပ်ကိုလူရဝင်အောင်မင်းတို့ကလုပ်နေတာမရဘူးအဲ့တော့မင်းတို့အဲ့ဒီစစ်ဘုံချုပ်တွေကိုအဆွဲကျိုးအောင်လို့အရင်ချိုး ထိုးပြီးမင်းတို့ဒီတပ်မတော်ကို standard army ဖြစ်အောင်မင်းတို့လုပ်အဲ့ဒါသိကြတယ်နော်အဲ့တော့ဇော်ဟောင်းရေးဖမ်းခံထိတာတော့ငါတို့ဘက်ကတော့စိတ်မကောင်းဘူးနော်စိတ်မကောင်းဘူးဆိုတာအဲ့တော့ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးငါတို့မလို့ချင်ဘူးနော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကိုငါတို့လက်နဲ့ငါတို့အရေးယူချင်တယ်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေတဦးချင်းစီရဆပြီးတော့ဒီတစ်ခုရှိတယ်အမားကိုတိလို့အခုဇော်ဟောင်းရေးကိုဖမ်းသွားပြီနော်အခြားလူတွေတကယ်ဟုတ်တယ်ငါတို့အားပေးတဲ့အရာမှားနေပြီငါတို့တကယ်ဒီအမားကိုပြင်မငါတို့လို့ချင်တာအဲ့ဒါအမှန်တရားကိုလက်ခံတာလို့ချင်တာအဲ့အမှန်တရားကိုလက်မခံပြီးတော့နောက်ဆုံးထိမိုက်ဝမ်းမယ်ဆိုလို့ရှိရင်လည်းမိုက် မတော်ကနောက်ဆုံးတိတိုက်သွားမှာနော်အဲ့တော့အမှန်ကိုမြင်ဖို့တော့အချိန်ကန်ပြီကွာငါအရှင်းမပြောခဲ့သလိုပဲဇော်ဘုံဟင်းတို့ကောင်မျိုးကိုဖမ်းပြီးတော့အရင်ယူမယ်ဆိုရင်မင်းတို့စစ်တပ်မှာနောက်ထပ်ထောက်ရှုစီရစစ်တပ်ထောက်ခံလို့ဆိုတာမရှိတော့အဲ့တော့တာမန်ဘောမအစင်းလောက်ကိုမင်းတို့စိမ်းနေမထွက်နဲ့တိလာမင်းတို့အဲ့ဒါနမူနာယူနော်ဇော်ဘုံဟင်းဘလောက်အလုပ်လုပ်နေဘလောက်အတက်ပေးနေဘလောက်လော်နေနော်အဲ့တော့မှန်ပါတယ်ဇော်ဘုံဟင်းကိုတက်မောက်ဖို့နော်ကားလိုင်စင်မဲ့ကားမတော့ဖောင်ဖို့တွေပြီးလို့ရှိရင်ဘာလက်လက်မှုတွေနဲ့စွမ်းမယ်ဆိုရင်ဘူးလက်လှဆိုရင်တောင်မှ တက်နှက်ကင်ထားတယ်တူတင်လားဆိုတော့တူတင်မဟုတ်ဘူးသူ့တပည့်အိုလာမဆာလက်နှက်တက်စေပေးထားတယ်အဲ့ဒါလိုပဲအခြားအခြားတော့စစ်ဘုံချုပ်တွေလည်းအရက်သားဖြစ်နေတဲ့စစ်ဘုံချုပ်တွေလက်နှက်ကင်ဆောင်ထားတာအများကြီးရှိတယ်နော်လက်ရှိကျန်းဖို့ပါတီဝင်တွေခေါင်းဆောင်ပိုင်းတွေလက်နှက်ကင်ဆောင်ထားတာအများကြီးရှိတယ်ဒါပေမဲ့အရေးယူခြင်းတဲ့လူကိုယူတယ်အရေးမယူခြင်းတဲ့လူကိုမယူဘူးတရေခွင်းလို့ဥပဒေမင်းတို့တွေအဲ့ဒါကြီးနော်နောက်တစ်ချက်တက်ဖောင်ကိုဇော်ဘောင်းကြီးကိုဆွဲမယ်ဆိုရင်မြန်မာပြည်မှာ နော်အေကသိန်းနဲ့ချီကိုကျောင်းကျဲကတစ်ကိုတရားဝင်ပေါက်ဖို့ထုတ်နေတဲ့သူတွေအများကြီးရှိတယ်အဲတောင်တော်ဘက်ကိုထောက်ခံတယ်တောင်တော်ဘက်ကိုအဲအားလုံးကိုဝိုင်းဝင်းပြီးတော့အဲတချို့ကကြတော့အပြူတော်ဆောင်နေပဲ အဲဆွေးနွေးဆွေးကျင်တာမျိုးရှိတယ်အတိတဘောဆောင်တဲ့ဆွေးနွေးဆွေးကျင်တာမျိုးကလည်းပဲကောင်းပါလေရင်းရဲ့ပြတ်သားဆောင်ဆွေးနွေးတာလည်းကောင်းပါလေအငြင်းတန်းကြောက်နေရမယ်ဆိုလို့ရှိရင်တက်မလို့ကိုအာနာရှင်ဇက်ကိုတွန်းလိုက်တာဖြစ်ပါလေတက်မလို့ကိုဝေဖန်လို့မရဘူးတိုက်ရိုက်လို့မရဘူးဘာမှအတိတဘောနဲ့ပြောလို့ရတယ်ဆိုတဲ့အဲအတုံးလုံးတွေကျွန်တော်တို့တွေ့ရပါလေတွေ့ရတဲ့နေရာမှာကျွန်တော်ဒါပြောချင်တာကတက်မလို့ကိုဝေဖန်ချင်းတိုက်ခိုက်ချင်းဆိုတာကလက်နက်ချင်းနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးဝေဖန်နေဆိုရင်လည်းပြင်ဆင်ကြချက်တက်မလို့နဲ့ပြင်ဆင်လို့ရပါလေဝေဖန်လို့ရပါလေအဲဝေဖန်လို့မရဘူးအကြံပြုလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေတယောက်နဲ့တယောက်အမြင်မတူတာတွေရှိပါလေကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုတော့တက်မလို့ကိုဝေဖန်နေဖြစ်စေအဲဒါထောက်ပြပြောဆိုသည်ဖြစ်စေတက်မလို့ကပြင်ဆင်လိုက်တဲ့ဟာ မျိုးကြောင့်လည်းဒါပြည်သူတရပြည်သူတရလုံးကတောင်းလို့ကိုအာနာရှင်တို့မတတ်မှန်ပဲနဲ့မိမိတို့ရဲ့မိသားစုပဲဆိုတတ်မှတ်ချင်တဲ့ဆန္ဒဒါကြောင့်လူကြီးတိတန်းနေတယ်အဲ့တော့အဲ့လိုမျိုးကိုကိုစော်ဝေးတကယ်လို့အဲဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်ဒါပါပြလာနေဆိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဟိုအနောက်ဘက်ကဒါဒေါ်လာဟိဘက်ကပြောရမှာပေါ့သူတို့ဘက်ကသူတွေရဲ့လွှမ်းမိုးမှုများပါလိမ့်လွှမ်းမိုးမှုပဲဖြစ်သွားလိမ့်မယ်။ဘာလို့လဲရွေးကောက်ပါလေနီလာကိုရွေးကောက်ပါနီလာကိုကျွန်တော်တို့ကိုတောင်ရဲဖြူတော့ဟိုဒီမှာကျွန်တော်တို့ဒါလူအတိများလာဆိုဘယ်လိုရှိမှာဆိုတော့ဒါအားလုံးသိတဲ့အတိုင်းမှာကိုစောဇော်ဘုံဟိန်းစားနေဆိုတာအယိုးတော့ပဲရှိတယ်။ငါပြောတာမှားလား။ဇော်ဘုံဟိန်းထက် မြောက်များစွာဒီတိုင်းတွေကနေတစ်တင်ဖောင်းခိုးထုတ်နေတဲ့လူပေါင်းမြောက်များစွာရှိတယ်အဲ့ဒါကိုစစ်တပ်ကမတည်ဘူးလားတိတ်တယ်သူတို့စစ်သားတွေကိုယ်တိုင်မပါဘူးလားပါတယ်ဒါပေမဲ့ဘာဖြစ်လို့အေးမယူလဲအေးမယူခြင်းတဲ့လူကိုမယူဘူးနော်ကားမုံကိုတယောက်ကနေတင်သွင်းနေတာဇော်ဘုံဟင်းသွင်းနေဆိုတာအယိုးလေးလောက်ပဲရှိတယ်နော်ခိုင်းကနေတွင်းနေတာဇော်ဘုံဟင်းကားမောင်ကိုလောက်ပဲဆိုတာအယိုးလေးလောက်ပဲရှိတယ်ဇော်ဘုံဟင်းကမြောက်များစွာမောင်ကိုတွင်းနေတဲ့ဝက်တော့ကားတွေဆိုင်နေတွင်းနေတူတွေခိုက်တိုင်းမှာကြိုက်တတ်လို့မကုန်ဘူးဒါပေမဲ့ဘာကြောင့်အေးမယူလားစစ်တပ်လည်းတိတယ်အေးမယူဘူးဘာဖြစ်လို့လဲမယူခြင်းလို့ အဲ့တော့အရေးယူခြင်းနဲ့လူဆိုရင်ဘာမှမဖြစ်တဲ့လူလေအရေးယူတယ်ဥပမာအမေတော်အောင်ဆန်းစုကြည်ကိုကြည်လူလူကောင်းကောင်ဘောင်ဆန်းစုကြည်ကိုဆက်သွဲဒီတွင်းကောင်ထောက်ကောင်ဥပဒေနဲ့ဖမ်းတယ်ဆိုတာအိုင်ကွန်စကားပြောဆက်မှာတော်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောင်မှာအိုင်ကွန်ရှိလို့တဲ့နော်မြန်မာပြည်မှာနှလုံးတိုင်းသုံးလုံးတိုင်းဒီခါချိတ်တဲ့အိုင်ကွန်အသေးမပြောနဲ့အထိုင်ဆက်ကြီးနဲ့နော်ကုန်စည်တွေကိုတိုင်ထောင်ပြီးတော့ခွဲဆက်တွေထည့်ပေးထားတယ်ဒိုင်းတော့ကအထိုင်ဆက်နဲ့ရိုက်တက်လို့မကုန်ဘူးဒါပေမဲ့အဲ့ဒါလိုင်းရှင်းောက်ပြီးတော့အကုန်လုပ်လို့ရတယ် ောင်အောင်ဆန်းစုကြည်တက်တော်ဇောက်တွေဆိုတာကတီတဲ့ရေးကချပေးထားတဲ့ရဲတွေဒေါ်အောင်ဆန်းစုကြည်လက်အောက်မှာရှိတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲတွေမှာရှိတဲ့စက်တော်ရေးဆက်ကနော်တွဲတော်ထောက်ကုန်တဲ့အမှုစင်နဲ့ဆိုတော့စဉ်းစားကြည့်အခုလက်ရှိဒေါ်အောင်ဆန်းစုကြည်ကိုဆွဲထားတဲ့အမှုတွေစဉ်းစားကြည့်နော်အဲ့တော့မင်းတို့တွေကိုချင်းစာတက်အောင်အဲ့ဒါလက်တွေပြတာမင်းတို့လက်တွေဝတ်လည်တာသိလားနောက်ထပ်နောက်ထပ်ကောင်တွေလာအောင်မယ်မင်းတို့ဘက်မှာတက်ပြက်နေပြီဒီလားရှင်းရှင်းပါမယ်မင်းတို့ကမှာဇက်တူသားတွေစားဖို့မခိုင်းတော့တက်ပြက်နေပြီအဲ့တော့တက်ပြက်နေတဲ့ဟာကိုဖက်တွက်နေတဲ့ကောင်ကြီးထိမှာပဲနော်အားရတယ်ကျင်တတ်တယ် ဒါမှမဟုတ်တန်တန်တက်ရောက်မှုပဲနော်အဲ့တော့ဒီနေ့ခက်ကစောင်းနေတယ်ကွာ 5G ခက်နော်သူကငိုလို့ 3G တော့မဟုတ်ဘူး 5G ဆိုတော့ခေါင်းဆောင်ဆိုင်ရွှေ့ခဲရွှေ့ခဲသွားတယ်အဲ့တော့ဝစ်တယ်အဲ့လိုပဲနော်မင်းတို့လူလူခေါင်းဆောင်တို့တီလာပြည့်စုံတဲ့ပုံကိုမင်းတို့ဆဲဆိုထားတယ်နော်ဇော်ပေါင်းကြီးဆိုတဲ့သူတို့ပဲအဲ့တော့ဘာဖြစ်လဲချက်ချင်းဝင်လေလားနော်ဖိုက်ကြီးကဲဆိုတော့ချက်ချင်းနောက်ဘက်မကူဒီဘက်ကလည်းဖြတ်ဖြတ်ခက်လေတာတိကအဲ့တော့မင်းတို့ဘောမာတွေတို့အဲ့ဒါယူတိုင်းတင်ကန်းတာပဲအခုချိန်ထိအဲ့တင်ကန်းတာကိုမယူဘဲနဲ့စက်လိုက်ကြအောင်မယ်ဆိုရင်တော့တဘောပဲနော်